ီယဟန်တန်ကနိုင်ငံတချို့ကလည်းပြောကြတယ်ပေါ့လေဘုန်းကြီးဆိုတာနိုင်ငံရေးနဲ့မဆိုင်ဘူးတချို့ဆရာတော်တရားလည်းဟာငါတို့ကဂျားနေတချို့ကတည်းကဟိုကဝင်းနီထူလူလူဘာလူလူပေါ့တကယ်တကယ်ကြတော့ဒီပြောမဆွရှင်ဓမ္မနဲ့အတ္တမဒီနှစ်ခုရှင်လာလို့ရှင်ဓမ္မအတွက်ကသူကရဲရင်ယဟန်နေပြောပြောရဲဆိုရဲလောရဲကိုင်းရမှာဘာဖြစ်လို့ဆိုတော့ဦးဇင်းတို့ဖခင်ကလည်းပြောပြသားပဲယဟန်နေအမှတ်တင်ကြတာဓမ္မတဲ့ဦးဇင်းတို့ဟိုမှာဓမ္မဤအတ္တနာတဇောဆိုဖခင်ဓာရဟောပြီးသားအဲ့ဒီမာဝကပါဠိနာမှာဓာရဓာရပါပြီးသားကြီး အဲ့ဒီဇယဟန်နေအမတ်သားဓမ္မဓမ္မအတွက်ဆိုလို့ရှိရင်ဦးဇင်းတို့ကအကုန်လုံးပြောကိုပြောရမှာလုပ်ကိုလုပ်ရမှာခုတချို့ကလည်းပြောနေကြတာပေါ့ဒီနိုင်ငံရေးနဲ့ယဟန်တန်ခါနဲ့မဆိုင်ဘူးဆိုတော့ဒါလည်းတချို့ကပြောမှဆိုရင်ပြအခုလူလူပြောမှဆိုရင်ဒါဖာတိဖာသာနေတဲ့ဆရာတော်တွေပေါ့အဲ့ဒီဖာတိဖာသာနေတဲ့ဆရာနောက်ပြီးတော့အနေစားချောင်းအောင်လုပ်တဲ့ဆရာတော်တွေအဲ့ဒီဆရာတော်တွေယဟန်တန်ခါတွေက နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးလို့ပြောတာတကယ်တကယ်ကြတော့နိုင်ငံရေးဆိုတာအားလုံးနဲ့ဆိုင်တာပဲလေဘာဖြစ်လို့ဒီနိုင်ငံထဲမှာမွေးတဲ့လူမှန်တဲ့မဲ့ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဟိုဘကလေးပဲဖြစ်ဖြစ်ကိုယ့်နိုင်ငံတွေကမွေးတဲ့လူမှန်မဲ့အကုန်လုံးနိုင်ငံရေးနဲ့ဆိုင်တာပဲဦးစင်းတို့မှာဖះရလေဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးဟောခဲ့တဲ့တရားတွေအများကြီးပါပဲသူတို့အဲ့မှာရာဇောဝါရတောက်တန်းတို့မင်းကျင်တရားဆယ်ပါးတို့ဖះဓာတ်ဓာတ်ရဟောတာလားဒါတွေကဘာလဲဆိုရင်နိုင်ငံရေးပေါ့မှာရာနီရတရားခုနှစ်ပါးတို့အဲ့ဒါတွေလည်းဒါလေးလည်းနိုင်ငံရေးပဲ ောက်ပြီးတော့ဦးဇင်းတို့ကဒီဖရာယဟန်တန်ကတွေပြောထတာမဟာဝက်ကပါဠိတဲ့မှာလဲပြောထတဲ့စကားရှိတဲ့ဆရရဘိကွေစာရိကံဆိုတာဘုဇနာဟိတာယဘုဇနာဒုက္ခယလောကန္တုကမ္မရာဟိတာယဒုက္ခယဒေဝမနုဿယဆိုတဲ့ဒီပါဠိတရရှိတယ်အဲ့ဒါဘာလဲဆိုတော့ယဟန်တန်ကတွေဖရာလက်လက်ကိုင်းတာလက်လက်ကိုင်းတယ်ဆိုတာဘာဒီပြည်သူပြည်သားတွေအမှန်တရားကိုမသိတဲ့ပြည်သူပြည်သားအမှန်တရားသိဖို့ဒီဆင်းရဲဒုက္ခရောက်နေတဲ့ဒီပြည်သူပြည်သားတွေကိုချမ်းသာစေဖို့အဲ့လောကကိုစောက်ရှောက်ဖို့ ြည်သူတွေကိုစောက်ရှောက်ဖို့အတွက်ဘယ်တာဖះတရညွန်ပြပြီးသားပဲကုလိုဦးဇင်းတို့ဒီနိုင်ငံရေးဆိုတာကတော့ဦးဇင်းတို့အားလုံးတန်းပြည်လဲကောင်းမှုပြည်သူအားလုံးကောင်းမှုအတွက်လှုပ်တာလေပြည်သူကောင်းမှုအားမှုအတွက်လှုပ်တဲ့အထက်မှာဒီရဟန်းတန်ခါတဲ့နိုင်ငံရေးနဲ့မဆိုင်ဘူးဆိုတဲ့ဒီစကားကဒါပြောမှဆိုလို့ရှိရင်အနေစားအနေစားချောင်တဲ့ဆရာတော်တွေပေါ့ဖာတိဘာသာနေတဲ့ဆရာတော်တွေတောင်းယူမှုတောင်းခံမှုမရှိတဲ့ဆရာတော်တွေဒါသူတို့ရဲ့လက်သုံးစကားပါပဲ တကယ်တကယ်ကြတော့ဒီနိုင်ငံရေးဆိုတာယဟန်တန်ကနေအားလုံးဆိုင်တာပဲဖះလည်းနဲ့အဲ့ဒီဆိုင်လို့လည်းဒီမင်းကြီးတရား၁၀ပါးတို့ကတော့အကုန်လုံးဟောခဲ့တာဟုတ်အဲ့ကြောင့်မို့ယဟန်တန်ကနေနိုင်ငံရေးဆိုတာတဆိုင်ပါတယ်